အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Argentina နဲ့ဒါ Spain တို့ကစားမဲ့ Finalissima လို့ခေါ်တဲ့တိုက်ကြီးလိုက်ချန်ပီယံပွဲပေါ့လေ။ဒီပွဲကတိုက်ကြီးလိုက်ချန်ပီယံဆူပလန်ကကျွန်တော်တက်ဆိုင်ရာတိုက်လိုက်မှာချန်ပီယံဖြစ်မှာပဲကစားခွင့်ရပါဗျာ။ပေါ်မှာပွဲစဉ်ပုတ်ပဲနဲ့ကျွန်တော်တို့မှာစူပါကပ်လို့ပေါ့လေဥရောပစူပါကပ်ဆိုရင် UEFA ရဲ့ Europa League နဲ့ Champions League ရတဲ့အသင်းနှစ်သင်းကံနေ အဲ့လိုပဲ Spain Super Cup ဆိုရင် champion ဖြစ်တဲ့နှစ်သင်းတွေ့တယ် FA Community ရှိဆိုရင်မပေး champion နဲ့ Africa champion ကန်တယ်အဲ့လိုမျိုးဒါကတိုက်ကြီးလိုက်ဖလားပွဲအဖြစ် finalist မှာဖလားပွဲကိုလက်ရှိကမ္ဘာ champion Argentina အသင်းနဲ့ ဟိုဘက်ကဥရောပချန်ပီယံစပိန်အာဂျင်တီးနားကကမ္ဘာချန်ပီယံအနေနဲ့ပါတာမဟုတ်ဘူးကိုပါအမေရိကချန်ပီယံဖြစ်နေနဲ့ပါတာဝေါ်ချန်ပီယံအနေနဲ့ဘာပြိုင်ပွဲမှမရှိဘူးတောင်အမေရိကချန်ပီယံနဲ့ဥရောပချန်ပီယံကိုသူတို့ကအမြင်နဲ့ထိတိုက်တွေ့ပေးတယ်ဖီနာလီစီမှာပေါ့လေ1993 94 95အစောပိုင်းကာလမှာလုတ်တယ်နောက်သူတို့နားသွားတယ်ပြီးတော့မှ2022မှာတကြောပြန်လုပ်တယ်အိုက်တုံးက2021 ယူရိုချန်ပီယံအီတလီနဲ့2021ကိုပါချန်ပီယံအာဂျင်တီးနားတို့လန်ဒန်ကဝင်ပလီခွင့်ကြီးမှာကန်နေကန်တော့ကအီတလီကိုအာဂျင်တီးနားကဝေါကပ်မတိုင်ကလေးမှာ3ဂိုးပြတ်နဲ့နိုင်ပြီးတော့ချန်ပီယံဖြစ်သွားတယ်ဆိုတော့အခုလောလောဆယ်မှာဘာဖြစ်လဲဆိုတော့အိုက်ပွဲကျင်းပမှာလည်းသိတယ်စပိန်နဲ့အာဂျင်တီးနားကမှာလည်းသိတယ်ဘယ်နိုင်ငံဘယ်တော့ကျင်းပမှာကျင်းပမှာတော့2026ခုနှစ်မတ်လမှာကျင်းပဖို့အဆုံးဖြတ်ပြီးပြီ မတ်လ27နဲ့23ကသူတို့ကျင်းပမယ်ရက်ပဲတရက်ရက်ကသိကြတယ်27လား23လားအခုလောလောဆယ် final destination 3ခုဖြစ်သွားပြီအဲ့3နေရာတွေကတနေရာသေချာပေါက်ကျင်းပမယ်နံပါတ်1ချက်ကဘာကာမာပေါ်ပြတဲ့အချက်ကနံပါတ်2ချက်က finalissima ပွဲကိုဥရောပမှာပဲကျင်းပဖို့ရည်ရွယ်ထားတယ်ဖြစ်နိုင်ချေကဘာစလိုနာရဲ့ Spotify Camp Nou ဒါမှမဟုတ်ရှင်ရင်လန်ဒန်မြို့က Wembley ကွင်းကြီး အဲ့ဒါမဟုတ်ဘူးဆိုရင်တော့နောက်တနေရာကကာတာနိုင်ငံဒူဟာမြို့ကလူစေးစတေဒီယံပေါ့လေလူစေးကွင်းအိုက်ကွင်းကဝက်ကက်ကမ္ဘာပလာ2022ဖိုင်နယ်ကိုကျင်းပခဲ့တဲ့ကွင်းဆိုတော့သုံးကွင်းဝင်းမလေကွင်းဖြစ်မလား Spotify Camp လူဖြစ်မလားလူစေးကွင်းဖြစ်မလားမနိုင်ပြောတော့အဲ့သုံးဝင်းလုံးကမက်ဆီရဲ့အောင်မြေပဲရှင်းရှင်းလေးဘာဆိုနာလဲသူ့ရဲ့အောင်မြေ လူဆေးကလည်းသူ့ရဲ့အောင်မြင်ဝင်ပလေကလည်းအဲ့မှာပဲသူချန်ပီယံလိရဘူးတယ်ဖိနယ်လီစီမှာရဘူးတယ်လီယိုမက်ဆီအတွက်တခါစပိန်ကဘာဆိုနာအတွက်ဆိုရင်လည်းဝင်ပလေကွင်းကသူတို့အတွက်အောင်မြင်နေတဲ့နေရာဂျမားတို့အတွက်ဘာဆိုနာကသူတို့အိမ်ကွင်းလူဆေးကတော့သူတို့မကန်ဘူးဆိုတော့သူတို့ရွေးထားတယ်ဗျာကာမာကအာဂျီနာနဲ့စပိန်ကိုလာမဲ့မတ်လ23နဲ့27တရရက်ကမ်းတယ်သူတို့ FIFA ကကလန်နာကိုမရွေးရသေးဘူးဒိတ်မရွေးရသေးဒါပေမဲ့ကွင်းရွေးနေတာလူစေးစတေဒီယံဖြစ်ရင်ဒိုဟာကလူစေးစတေဒီယံမှာဖြစ်မလား ဝင်းဘလေးကွင်းကြီးမှာဖြစ်မလားနောက်ဒီ Spotify Camp လို့မှာဖြစ်မလားအစောပိုင်းတော့တို့စဉ်းစားတယ် Saudi Arabia မှာကျင်းပမယ်တို့နောက် Argentina ဥရုဂွေးရဲ့နှစ်တရာပြည့်အထိမ်းအမှတ်နေနဲ့ဒါဥရုဂွေးနိုင်ငံမှာသွားကျင်းပမယ်ဥရုဂွေးသွားလာခတ်တယ်ဗျာသွားဖို့လည်းခတ်တယ်ကျွန်တော်အပါစနေရဆိုရင်ကာတာထက်ဆိုင်ဝင်းဘလေးအကောင်းဆုံးမှာသွားအလဲမှာကြာတာဗျာဂျားကွင်းလို့ဖြစ်တာ ဘာဆိုနာမှာကန်ရင်စပိန်ဆိုပြီးတော့အားသာချက်ရှိနေအောင်ပဲဝင်ပလီကြတော့အလေပါပဲကာတာကြတော့နည်းနည်းသွားလာခက်တယ်ဒါမှအာရှပီးသက်တွေဆိုရှေပေါ့ဗျာဒါဘယ်သူပဲဖြစ်ဖြစ်ကာတာကတော့ကြောက်ကြမှာပဲအာရှကာတာပီးသက်တွေဆိုရင်တော့ကာတာမှာရှေ့ပြီးတော့အရှေ့လေပိုင်းမှာရှိတဲ့ပီးသက်တွေအာဂျီနာပီးသက်တွေမက်ဆီပီးသက်တွေအကုန်သွားမှာစပိန်ပီးသက်တွေဘာလို့ဆိုတော့ဒူဟာအိတ်မခတ်ဘူးဗျာသွားတာဆိုတော့ဒါအခု လောလောဆယ်မှာ finalissima ကိုအာဂျင်တီးနားနဲ့စပိန်တို့တောင်အမေရိက ချန်ပီယံနဲ့ကိုပါအမေရိကချန်ပီယံလူရတဲ့ပွဲဖြစ်တဲ့အဲ့အတွက်ကို ဩဂတ်စ်လဒီ sorry မတ်လ21နဲ့23မှာလန်ဒန်မြို့ဝင်ပလီကွင်းကြီးမှာပဲဖြစ်ဖြစ်ဘာဆိုနာရဲ့ကွင်းတည်ကြီးဖြစ်တဲ့ Spotify Camp Nou မှာပဲဖြစ်ဖြစ်နောက်တစ်ခုကတော့ဒါတစ်ဖက်ကဝင်ပလီကွင်းအပြင်ကို Luce Stadium နောက်ဘာဆိုနာရဲ့ Spotify ကလည်း chance ကနေတယ်ကျွန်တော်အမြင်ပြောတာဘာလို့နေလဲဆိုတော့ဗျာ Spotify ကလည်းအဲ့ဒါဖြစ်နိုင်ကြီးကျွန်တော်ပြန်စင်တာလေ Spotify Camp Nou ကဘာကြောင့်နေလဲဆိုတဲ့အချက်က तू ကဘာကြောင့်လဲဆိုတော့သူတို့ကအဲ့ချိန်ဘာဆိုနာကလိပွဲတွေ ဒါတခြားပွဲတွေကြံတာဗျ maybe international break မှာကျင်းပအောင်ကျင်းပမယ်ဆိုတော့သူတို့အတွက်လည်းနည်းနည်း chance ရှိတယ်ဒါပေမဲ့ဘောလုံးပြောမလားအဲ့ international week မှာပဲကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်တော့သူတို့စဉ်းစားရတာပေါ့လန်ဒန်ဆိုတော့ကျွန်တော်တို့ကအတိုင်းတက်အလုံးဘာဆိုနာဆိုလည်းအတိုင်းတက်လို့ကာတာလည်းကျွန်တော် happy ဖြစ်တယ်အဲ့ကာတာသွားမယ်ဆိုပေါင်900 800လောက်တော့၄နံပါတ်သွားပြန်ကုန်တာပဲဒါပေမဲ့ champion world world champion ဖြစ်ထားတဲ့အတွက်ကြောင့် win win situation ဘယ်သူပဲဖြစ်ဖြစ် champion ဖြစ်တော့ကျွန်တော်တို့ကအမျက်ကြီးပဲဆိုတော့ match လ17နဲ့23မှာကျင်းပမယ် ဝင်းဘလီလာ Spotify Camp Nou လာ Lucy Stadium လာအဲ့သုံးပွဲတွေကတွင်ကိုကျင်းပမယ်လို့ဒါ TYC နဲ့ Marker ကဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်